တတိတိချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တင်ခဲ့ခြင်းတို့ကို2025စကူးချိန်အတွက်နောက်လက်ဖိုင်စာလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီစာလေးကဒီတစ်ပတ်အတွက်ကျွန်တော်ပြင်သမားမြောက်တင်တဲ့ဖိုင်လေးဖြစ်ပါတယ်နော်ချိန်မှာကျွန်တော်၄ဘိုင်တင်ခဲ့ပြီပါပြီအခုကနံပါတ်၅မြောက်ဖိုင်လေးဖြစ်ပါတယ်ဒီစာလေးကတော့ကနားဒက်ကွက်တယ်ထွက်တာပါနော်ဖိုင်စာလေးကိုကျွန်တော်လည်းတူချက်လိုက်ပြီးတော့လေ့လာကြည့်ကြည့်ပါသူရဲ့ဖြစ်စဉ်ကဘယ်အစားလုံးဆိုတော့ဒါအရင်ကျွန်တော်နှစ်စာတော့မပြခဲ့ဘူးနော်ဒီ 96ကစားဒီ6ဆွန်းနဲ့နေရ3ဆွန်းလို့နေရ4ဆွန်းလို့နေရเนาะအဲ့ဒီ6ဆွန်းလို့နေ3ဆွန်းလို့နေ4ဆွန်းလို့နေအဲ့ဒီနေပါတဲ့ဒီ83လေးပတ်လဲเนาะ83လေးပတ်လဲ3နှစ်ကျော်တော့338ပတ်လဲနောက်3နှစ်ကျော်တော့998ပတ်လဲเนาะ83လေးပတ်လဲ338ပတ်လဲ998ပတ်လဲเนาะကျွန်တော်အဲ့လိုလေးတန်းပြထားတယ်အဲ့လိုမျိုးနောက်တစ်ခါပြန်မလာတန်းတော့ဆိုတော့96ပါလာတန်းတယ်96မှာကြာတော့ဘယ်လိုဘယ်လိုထွက်တော့ကျွန်တော်ကနေကြောင်းပြန်ပြထားတယ်เนาะ 338ချစ်34ဆိုပြီးပြန်ထွက်မယ်338ကတော့အလယ်မှာနော်ဒီမှာတည်ထားတာချစ်34 338 958နောက်တစ်ခါထွက်ရင်958ကနေစမယ်958 338 934နော်အဲ့ပုံစံနဲ့ပဲမှာလာဖြစ်တော့96 96နဲ့6မှာလာဖြစ်နော်96နဲ့6မှာ958ကစထွက်တယ်3ပင်ကျော်633ပြန်ထွက်တယ်3ပင်ကျော်438နော်သာ633နဲ့333နဲ့433နဲ့နော်ရှင်းငါးငါးပတ်လေ633ပတ်လေ633ပတ် ဟုတ်ပြီအဲ့တော့ဒီပန်းရောင်ဟိုပါပေါ့ဒီမော်ရောင်အုပ်စုနှုတ်စုကိုကျွန်တော်ဒီမော်ရောင်အုပ်စုနှုတ်စုကိုကျွန်တော်ပြခဲ့တာမြေနော်အဲ့ပုံစံအတိုင်းပါပါလာဖြစ်တော့ဆိုဒီပန်းရောင်နော်ပန်းရောင်အုပ်စုချစ်ဆိုင်တဲ့၆ခုနဲ့မှာချစ်ဆိုင်တဲ့၆ခုနဲ့ဆိုတော့24တိမ်ပါလာဖြစ်တယ်24တိမ်24တိမ်ပါလာဖြစ်တယ်ကျစ်တဲ့နှစ်ယောက်ကနေမှာ3 4နော်3ရက်ကျော်တော့6လေးကို3ရက်ကျော်တော့6နှစ်ယောက်ကနော် 3.8ရဲ့3.9လေး9ရဲ့3.6နော်ဒီ3.8ကဏ္ဍပုံပါနေတာပေါ့နော်3.8 3.9ကျော်9လေး9 3.6 3.6ခုနောက်တစ်ခါလာရင်ဘယ်လိုလာမလို့နောက်တစ်ခါလာရင်ဒီ3.6ခုကစာ3.6ခု5.6ခုနောက်တစ်ခါ3.8နော်အဲ့ပုံစံတိုင်းပဲမှာလာဖြစ်တုံးဆိုတော့2016မှာလာဖြစ်တယ်2016 2016 2016ဒီ22ဒီမှာလာဖြစ်တယ်နော် နှစ်ဆက်နှစ်ပြန်လာဖြစ်တယ်။ဒီ36ခုပါနေစား36ခုနော်3နှစ်ကျော်5လေးခု3နှစ်ကျော်4 3ရှစ်နော်ပတ်လည်စားဒီပေါ့36ခု3နှစ်ကျော်5 6လေး3နှစ်ကျော်8လေး3ဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့ကြတော့အဲ့လိုဖြစ်စင်နေဖြစ်ပြီးရင်အဲ့နှစ်ထဲမှာသူကဘာတွေအလုပ်လုပ်လဲဆိုတော့ကျွန်တော်လည်းသူ share လိုက်ပြီးတော့ဖိလိုက်ဒီပေါ့အဲ့ဒီ၄ဆုံးသောနှစ်မှာနော်ဒီတော့ခုတန်းပြီးတော့ဒီ၄ဆုံးသောနှစ်ပထမဆုံးထွက်တော့ကိုထိတ် ပထမဆုံးထွက်ဆိုဖို့တည်ဒီမှာပထမဆုံးထွက်တော့ကိုတည်ပထမဆုံးကိုထိတ်လို့ထွက်လိုက်တာနဲ့သူ့ရဲ့ပုံမှာတုံညာအဖိတ်ရှိမယ်နော်ကိုကိုတို့ထိတ်ကြရတယ်ပုံမှာတုံညာအဖိတ်ရှိတယ်နော်ကိုထိတ်တုံညာအဖိတ်ဒီကိုထိတ်ကိုဒီဘက်တစ်နှစ်ပြန်ဆိုးလာရင်တုံးထိတ်တစ်နှစ်နှစ်နှစ်တစ်ပင်တစ်ပင်သုံးပင်လေးပင်တစ်ပင်မှာနှစ်ထိတ်တုံးထိတ်နှစ်ထိတ်ကိုထိတ်တော့အဲ့လိုတတိယပုံလေးဖြစ်သွား3 2 9နောက်ဒီနှစ်ထိတ်ရဲ့အပေါ်မှာပါရှိတော့ဆို9လေးအတွဲရှိတယ်ပေါင်းခြင်း9နော် ၃၂၉နှစ်ထည့်ရဲ့အပေါ်မှာငါးလေးတွဲရှိတယ်ပေါင်းကျင်ကိုဆောနာကျွန်တော်ပြောခဲ့တဲ့ဒီ၃နှစ်၉လို့ဖြစ်ပြီးလုံညာအပိတ်သူ့ရဲ့အပေါ်မှာအပူကနတစ်ခွက်ရှိရမယ်နော်အပူကနတစ်ခွက်ရှိရမယ်သူ့ရဲ့ဘေးကိုကြည့်လိုက်ရင်လေးတလုံးအမြတ်ပါမယ်ဒီထိတ်နဲ့နောက်နဲ့ပေါင်းနော်ထိတ်နဲ့နောက်နဲ့ပေါင်းတဲ့ဒီအခွက်ကန6ပေါ့အခွက်6နဲ့တပင်ကျော်ကမဝိုင်းထားတဲ့အပိတ်နဲ့ပေါင်းရင်6လို့ပြန်ဖြစ်နေရမယ်နော်ဒီအခွက်နဲ့တပင်ကျော်အပိတ်နဲ့ပေါင်းရင်6လို့ဖြစ်နေရမယ်ဆောနာဒီ၃နှစ်၉လို့ဖြစ်လိုက်တာနဲ့သူ့ရဲ့ဘေးမှာဘယ်ထိတ်မှမထွက်ဘူး၅ထိတ်ပဲထွက်မယ် နော်ငါးစိတ်ပဲထွန်းတာပြီးရင်ဒီကိုယ်တုံညာရဲ့အပေါ်မှာအပူကနေရှိတယ်ပြီးရပြီးမှာလေးတလုံးအမြတ်ပါမယ်ဒီအခွားနဲ့တပင်ကြော်ကဒီဝိုင်းထားတဲ့အပိတ်နဲ့ပေါင်းရင်6လို့ဖြစ်မယ်ငါးထိပ်ကမူတည်ဖြစ်မယ်အဲ့ဒီအချိန်မှာလည်းရှင်းနှလုံးပေါင်းခြင်းခေါ်ဟာရှင်းနှလုံးပေါင်းခြင်းဖြစ်ရမယ်အဲ့ဒီတော့ဒီ9နှစ်တုံညာဆိုပြီးဒီတစ်ခွက်တက်ထွက်တယ်ဟုတ်ပြီနော်အဲ့ပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်ကဘယ်ကိုသွားမလို့လဲဒါဒီပထမဒီလေမောင်ရောင်ဖြစ်စဉ်နော်လေမောင်ရောင်ဖြစ်စဉ်ဒုတိယပန်းရောင်ဖြစ်စဉ်ကိုသွားအောင်ဒုတိယပန်းရောင်ဖြစ်စဉ်ဟာဒီ3 4ပတ်လဲ ကိုလေးကိုပတ်လဲသူ96ကိုပတ်လဲအဲကြတော့ဒီ94ခုနှစ်ကိုသွားမယ်94 94ခုနှစ်အဲ့ဒီ94ခုနှစ်မှာပထမဆုံးထွက်တော့ကိုထိဒီမှာနော်ပထမဆုံးထွက်တော့ကိုထိအစောတော့3ပြိတ်တယ်ဒီမှာ5ပြိတ်တယ်နော်95နော်ဒီကိုထိကဒီ94ခုနှစ်ရဲ့ပထမဆုံးထွက်တော့ကိုထိအဲ့ဒီကိုထိကိုတစ်နှစ်ကျော်ရင်ဒီမှာ3ရှိတယ်အဲ့ဒီ3ကိုအထက်4ပြင်တက်လာ1 2 3 4 4ပြင်ရဲ့ပြင်မှာ2ထိ3ထိ2ထိကိုထိတတိကံပုံနော်၃နှစ်ကိုတတိကံပုံဖြစ်မယ် ဒီနှစ်ထက်ရဲ့အပေါ်မှာသုံးတာလိုပဲ၄၅တွဲရှိမယ်နော်ဒီ၃နှစ်၉လို့ဖြစ်ပြီးတော့သူ့ရဲ့ဇောင်းမှာသူ့ရဲ့အပေါ်မှာ၅လို့ပိတ်ထားမယ်နော်သူ၃နှစ်တက်လဲ၅တက်လဲအဲ့လိုပိတ်ထားနော်သုံးတာ၃နှစ်အခုက၅နော်၃နှစ်၉၅အဲ့ဒီ၅ရဲ့အပေါ်မှာအပူကဏ္ဍတစ်ခွက်ရှိရမယ်အပူကဏ္ဍတစ်ခွက်ရှိရမယ်သူ့ရဲ့ဘေးမှာ၄တလုံးပါမယ်နော်၄တလုံးပါမယ်ဒီအခွားနဲ့တပင်ကြောအပိတ်နဲ့ပေါင်းရင်ဝိုင်းတိုင်းနော်၆လို့ဖြစ်ရမယ်၆လို့မူတည်ဖြစ်ရမယ် ီအခွနဲ့တပင်ကျော်အပိတ်နဲ့ပေါင်းရင်6လို့မူတည်ဖြစ်ရမယ်ဒီ9ထိပ်ရပြီးမှ9ထိပ်ကမူတည်လိုက်ရမယ်နော်3 2 9နော်အဲ့လို9ထိပ်ဖြစ်ရမယ်ပြီးရတပင်ကျော်ကဒီအပူကနန်းနော်၄တလုံးပါပူကနန်းရှိမယ်၄တလုံးပါအခွနဲ့တပင်ကျော်အပိတ်နဲ့ပေါင်းရင်6လို့ဖြစ်မယ်ပြီးရအပေါ်ကရှင်းနှလုံး3ဟာရှင်းနှလုံး3လို့ပြန်ပြီးရကြာနော်ငါရှိတဲ့ဆိုဒီကွာချက်နော်ဒဲတကွာချက်နော်3 2 9 5 5ပိတ်ပူကနန်း၄တလုံး ဟောင်းနဲ့အပိနဲ့၆လို့ဖြစ်နော်ငါးထိပ်မှုတွေ၈၃၈၃နော်ဒီကောင်ကဒါဒုတိယဖြစ်စဉ်နော်ပထမဖြစ်စဉ်ကအဆုံးနဲ့ကျွန်တော်ပြရခဲ့နော်ဒါပထမဖြစ်စဉ်ဒါပထမဆုံးကို၃၂၉၂နှစ်ရပုံမှာ၄၅တွင်နော်ဒီမှာ၃ညလို့ပိတ်အပေါ်မှာအပူကနေရှိဘေးမှာလေးတလုံးရှိအခွားနဲ့အပိနဲ့၆လို့ဖြစ်ငါးထိပ်မှုတွေ၈ခွန်ဟာ၈ခွန်လို့ဖြစ်နော်ဒုတိယဖြစ်စဉ်ကဒီကောင်နော်ဒီလေးဆုံးနဲ့ပထမဆုံးကိုထိပ်အဲ့ဒီကိုထိပ်ရပေးမှာ၃ထိပ် ဒီပင်နပင်သုံးပင်လေးပင်တစ်ပင်းမှာနှစ်ထိပ်သုံးနှစ်ခုအဲ့လိုဖြစ်ပြီးရင်ဒီနှစ်ထိပ်ရဲ့ပုံမှာ၄၅လွဲရှိခုထိပ်ရဲ့အပေါ်မှာတုံညာပိတ်ပြီးရင်၅လွဲပိတ်ပုံမှာအပူနဲ့တစ်ခွက်ရှိမယ်ဘေးမှာ၄တလုံးအခွားနဲ့ဒီပင်ကျော်အပိတ်နဲ့က၆လွဲဖြစ်၅ထိပ်မူတည်ထွက်နော်ခြေသုံးဟာခြေသုံးဖြစ်နော်အဲ့ဒါအခုဖြစ်စဉ်နှစ်ခုဖြစ်သွားပြီနော်ပထမလေးမောင်ရောင်ပဲဒုတိယပန်းရောင်ပဲနောက်ထပ်လေးမောင်ရောင်ထပ်လာမယ်နော်လေးမောင်ရောင်ရှင်းကားကရှင်းသုံးတော့၄လုံးရှိတယ်နော် အဲ့ဒီလေးသုံးရှင်အဲ့ဒီနှစ်ထဲမှာနော်လေးသုံးသုံးနဲ့အဲ့ဒီနှစ်ထဲမှာကိုးထိပ်ဒီကကြတော့နှလုံးဖြစ်ရကိုးထိပ်နှလုံးနှကိုးထိပ်ပထမတလုံးအဲ့ဒီပထမကိုးထိပ်တလုံးဟာအပူခွားကိုးအပူခွားဖြစ်ရနော်ဒုတိယကိုးထိပ်ဒီဒုတိယကိုးထိပ်ကတော့အလုံးလုံးပဲပေါ့နော်ဒုတိယကိုးထိပ်ဒုတိယကိုးထိပ်လို့ဖြစ်လိုက်တာနဲ့သူ့ရဲ့တစ်နှစ်ကျော်ရှစ်ပြန်ဆုံးနော်ဒုတိယကိုးထိပ်ဖြစ်တာနဲ့တစ်နှစ်ကျော်တစ်ထိပ်နော်ဒါမှမဟုတ်တစ်သုံးညအတွင်းသူ့ရဲ့တစ်ပင်တစ်ပင်သုံးပင်လေးပင်တည်းနော်လေးထိပ် တလေးကိုတလေးကိုဆိုလေးပဲဖြစ်တာပဲအစောနောက်ဖြစ်ချင်းက3နှစ်ကိုเนาะဒီမှာတိုင်ပင်ပြောင်းသွားပြီเนาะတလေးကိုเนาะတ3ညာအတွဲ၄ထိပ်ကိုထိပ်တလေးကိုဒီ၄ထိပ်ရဲ့အပေါ်မှာအစောနောက်၅လေးရှိခဲ့တယ်เนาะအခုက9နှစ်ကိုနှစ်ကိုမှဆို8ခုနှစ်ပတ်လည်းဖြစ်တာเนาะပေါင်းခြင်းကိုခုနကခုက9လေးအခုက9နှစ်ဒါပေမဲ့ဒီ9နှစ်ကိုဆို8ခုနှစ်ပတ်လည်းဖြစ်တယ်အဲ့ဒီတော့တ3ညာ၄ကိုเนาะ8ခုနှစ်ပတ်လည်းဒီ9ထိပ်ရဲ့အပေါ်မှာ3ညာအပိတ်ပဲရှိတယ်เนาะ9 3ညာ ူ့ရဲ့ပုံမှာအပူကနန်းရှိတယ်။ဘေးမှာလေးတလုံးပါမယ်။ဘေးမှာလေးတလုံးပါမယ်။ဒီအခွားနဲ့အခွားနဲ့တပင်ကြောအပိတ်နဲ့ပေါင်းမယ်။၆လိုပဲမူတည်ဖြစ်နေမယ်။နော်။ဒီ၉ထိပ်ရဲ့ဘေးမှာတော့၅ထိပ်ပဲထွက်မယ်။ကျန်တဲ့ထိပ်ထွက်နော်။ကျတော့၁၄၉၃၅၅ထိပ်နော်။ဒီမှာအပူကနန်းလေးတလုံးလေးတလုံးပြီးရင်အခွားနဲ့တပင်ကြောအပိတ်နဲ့ပေါင်းမယ်၆နော်။ဒီမှာကျတော့ဘယ်လိုဖြစ်သွားလဲဒီနောက်နှလုံး၆ခုနောက်နှလုံး၆နော်။အဲ့ဒီတော့ဒီ၅၆၀ဆိုပြီးဒီပေါ်ထွက်ထွက်တယ်။ဟုတ်ပြီနော်။ ောနာဒီတက်၄၉ရက်ပြင်ဒီတက်ကိုလည်းတစ်နှစ်ကျော်ဒီမှာ၃ညထိပ်ရှိ၃ညထိပ်နဲ့တက်တယ်လို့နော်ဒါလေးကပူပြီး၄နဲ့သွားတော့ပေါ့နော်၃ညထိပ်တက်တယ်လို့တက်ထိပ်၃ညတက်လို့ပြီးတော့တက်၄၉ပုံမှန်ချစ်ခွန်နဲ့နော်၃ညကိုဒီကနောက်တစ်ခါလာရင်တော့၅ပိတ်မှာနော်တော့90ကိုငါအဲ့လိုသွားတာခုနောက်ဆုံးတစ်ခုကဒီမှာဒီပန်းရောင်နဲ့ချိန်ပြီးလောက်ရမယ်နော်ဒီ၃ညောက်ကိုကိုကိုလေး၈လေးတော့နော်အဲ့တော့ဒီ၄ဆုံးသောနှစ်ကိုကျွန်တော်နှစ်စာအနေနဲ့လေ့လာမယ်နော်နှစ်စာ၂၄ ပထမဆုံးကိုထိတ်ဆိုတိကောင်းမယ်နော်ပထမဆုံးကိုထိတ်ဘူးခွာဘူးဘူးခွာဒုတိယကိုထိတ်ဒုတိယကိုထိတ်ကပမာလာတော့ဆိုတော့ဒီမှာဒုတိယကိုထိတ်လာပြီနော်ဒုတိယကိုထိတ်လာပြီအပေါ်မှာ၅ပဲပိတ်ထားတယ်နော်60ကို9 60ကို9ဒုတိယကိုထိတ်အပေါ်မှာ၅လို့ပိတ်ထားတယ်ကိုထိတ်ရတဲ့နှစ်တော်မှာသွန်လာလို့ပဲတစ်ထိတ်သုံးနှစ်တလုံးနော်ဒုတိယအထက်၄ပင်ထက်လာ1 2 3 4ပင်ထက်ပြီးမှ၄ထိတ်အဲကြတော့1 3 4 9 ဆိုလိုချင်တာကလေ၄ကို14ဖြစ်တယ်နော်ဒီလေးတဲ့အပေါ်ထဲထဲမှာပေါင်ကျင်ကို9နှစ်တွဲရှိတယ်ဒီမှာ9နှစ်9နှစ်နဲ့ပဲထွက်ပြီးတာနော်ပတ်လေဒီ95ရဲ့အပေါ်မှာနော်အပူကနေတစ်ခုရှိရမယ်၆၆သူ့ရဲ့ဘေးမှာလေးတလုံးပါမယ်နော်လေးတလုံးပါပြီးရင်ဒီအခွားနဲ့ဒီအခွားနဲ့တပင်ကျော်အပိတ်နဲ့ပေါင်း16လို့ဖြစ်နေမယ်66လေးနော်တောက်ချောက်လေးဆက်ချောက်လို့ဖြစ်နေငားထိတ်မှုတွေဖြစ်ရမယ်နော်အဲ့ဒီအချိန်မှာလည်းဒီနောက်နှလုံးငားဟာနောက်နှလုံးငားပဲဖြစ်ရအဲ့ကျတော့ငားတက်လေးဆိုပြီးဒီကွက်တက်ထွက်လာနော် တစ်တုံညာလေးကိုငါးပိတ်ဒီမှာအခုကနန်းနော်လေးတလုံးပါဒီအခွားနဲ့တပင်ကျော်ကပိတ်နေဟာ16မူတွေဖြစ်ရမယ်ငါးထိပ်မူတွေထက်ရမယ်ပြီးရင်နောက်နှလုံးကနောက်နှလုံးကနော်သောနာလိုပဲဒီတစ်ထိပ်တုံညာတလုံးတစ်ထိပ်တုံညာတလုံးရပေးမှာနော်တနည်းကျော်မှာတုံညာထိပ်တစ်တလုံးရှိနော်အာဖြစ်စဉ်လေးခုကနော်သူကဒီကွက်ထဲထွက်တာငါးတစ်လေးဆိုနော်ဟိုအစနေကျွန်တော်ပြပြနော်နော်အစဒီဒီတုံးခုဖြစ်တာနော် ချစ်သုံးလေးသုံးသုံးရှိရှိငငါရှိအဲ့ဒါဒီလေးဆုံးသွားနဲ့ပထမဆုံးကိုထိတ်ကိုကြည့်လိုက်နော်ပထမဆုံးကိုထိတ်ကဒီကောင်းမယ်နော်ပထမဆုံးကိုထိတ်သုံးရလို့ပဲပိတ်ထားတယ်၃၂ကိုအဲ့လိုတတိကံဖြစ်တယ်အဲ့ဒီနှစ်ထိတ်ရဲ့အပေါ်မှာပေါင်းတင်ကိုရှိအဲ့ဒီကိုတုံကြရဲ့အပေါ်မှာအပူကနဲရှိမယ်ဘေးမှာလေးတလုံးရှိမယ်အခွားနဲ့တပင်ကျော်အပိန်နဲ့ပေါင်းရင်ပုံသေး၆လို့ဖြစ်မယ်၅ထိတ်ထက်ရမယ်ချစ်ခွန်ကချစ်ခွန်ဖြစ်မယ်အဲ့ကြတော့၅နှစ်တုံကြတကွချက်နော်အဲ့ဒုတိယကောင်ကဒီမှာနော်ဒုတိယပန်းရောက်လာရင် ဒီပေါ့ဒါ94ကို94ဆိုတော့ကျွန်တော်နှစ်ဆောက်သွားပထမဆုံးကိုထိဒီကောင်းမယ်နော်ပြီးရပုံမှာ9ပိတ်တယ်နော်90ပြင်9 9တနည်းပြန်ဆောက်လိုက်ရင်3ထိပ်ရှိတယ်1 2 3 4 1ထိပ်3 2 9တတိကံဒီ2ရဲ့အပေါ်မှာဒေ9ရဲ့ရှိတယ်ဒီ95ရဲ့အပေါ်မှာအပူကဏ္ဍတစ်ခုရှိတယ်သူ့ရဲ့ဘေးမှာ၄တလုံးအများပါမယ်အဲ့ဒီ၄ပါသောကဏ္ဍအခွားနဲ့တပင်ကျော်ကအပိတ်နှပေါင်း6လို့မှုတည်ဖြစ်နေနော်9ထိပ်မှုတည်ထက် ခြေတုံးဟာခြေတုံးဖြစ်တယ်။အဲကြတော့ငါရှင်းတစ်ဆိုပြီးဒီကွက်တက်ထွက်နော်။နောက်ဒုတိယဒုတိယလေမော်ရောင်ရှင်းငါးငါးခြေတုံးတုံးလေးတုံးရှိ2000လေးနော်။ကိုယ်တိုင်နှလုံးကြည့်ရမှာ။ပထမကိုယ်တိုင်ကအမပူခွာနော်။ကိုယ်ပူခွာဆိုဒါဒုတိယကိုယ်တိုင်မကိုယ်တိုင်ဇက်တိုက်ကြတယ်။အဲ့ဒီကိုထိရဲ့တစ်နှစ်ကျော်မှာတစ်တုံညာအတွဲအဲ့ဒီတစ်တုံညာဟိုဘက်ကိုဆက်သွားရင်တုံညာထိပ်တစ်တလုံးတစ်နှစ်ပြန်ကြောင်းရင်တစ်ထိပ်တုံညာတလုံးเนาะ1 2 3 4သူ့ရဲ့ဘေးမှာ၄ထိပ် ်မယ်ကိုထစ်နော်1 4 9အဲ့ဒီ၄ထည့်ရပုံမှာပေါင်းခြင်း9ပါမယ်ခွန်နဲ့တွဲ6ခွန်နဲ့ဒီမှာတော့6ခွန်နဲ့ဖတ်လိုက်ထွက်တယ်နော်ပြီးရင်ဒီ9ရပုံမှာ3ညပဲ့နော်9 30 9ငါတလက်ဒီ9က9 30တူရပုံမှာအပူကဏ္ဍတစ်ခွက်ရှိရမယ်ဘေးမှာ၄တလုံးအမြဲပါမယ်ပြီးရင်အခွနဲ့ပင်တော်ကအပိတ်နဲ့ဟာမူတီ6လို့ဖြစ်နေမယ်ငါးထိပ်မူတီထည့်ရမယ်ပြန်ဆောနာဆောနာပုံစံအတိုင်းကိုကျွန်တော်နောက်နောက်လုံးချောက်ကိုနောက်နောက်လုံးချောက်ခုနရှိရတဲ့ခုကရှေ့ပေါင်းခြင်းเนาะခုကနောက်ပေါင်းခြင်း ငါထိတ်မှုတွေနောက်လျှောက်နောက်လျှောက်အဲကြတော့ငါ60ဆိုပြီးတော့ထွက်ထွက်နောက်ဆုံးဖြစ်စဉ်ကဘယ်မှာလာဖြစ်တော့နောက်ဆုံးဖြစ်စဉ်ဒီမှာနော်ဆုံးနောက်ကိုကူကူလေး၈၄၃ဒါ2024 2024မှာဒီမှာပထမဆုံးကိုထိတ်ကိုပူပါဒုတိယကိုထိတ်ဒုတိယကိုထိတ်ဒုတိယကိုထိတ်ကဒီမှာနော်အဲ့ဒီကိုထိတ်ကိုတစ်နှစ်ဒေါ်လာတစ်နှစ်ဒေါ်လာနေမှာတိတ်ထိတ်တုံးရတယ်လို့ အဲ့ဒီတစ်ထိတ်သုံးညတလုံးကိုတစ်နှစ်ထပ်ကျော်ရင်သုံးညထိတ်တစ်လုံးနော်တစ်ထိတ်သုံးညတလုံးတစ်ပင်တစ်ပင်သုံးပင်လေးပင်တိုင်းလေးထိတ်အဲ့ဒီတော့1 4 9လို့ဖြစ်သွားနော်ဒီလေးထိတ်ရဲ့ပုံမှာပေါင်ကျင်9ပါမယ်ခွန်နှစ်တွဲဒါမဲ့သူကဒီခွန်ရှင်းနှစ်ပတ်လည်းပဲထွက်ပြီးတယ်နော်ပြီးရင်ဒီ9ထိတ်ရဲ့အပေါ်မှာ9ပိတ်မှုသိရှိတယ်နော်1 4 9 5သူ့ရဲ့အပေါ်မှာဘူကနာရှိမယ်ဘေးမှာလေးတလုံးမြဲပါမယ်ပြန်ဒီအခွားနဲ့တပင်ကြောအပိတ်နဲ့ပေါင်းရင်6လို့မူတည်ဖြစ်နေမှာ6 6 4เนาะ9ထိပ်ကမူတည်ထက်ရမယ် နောက်နှလုံးကနောက်နှလုံးကပြန်ဖြစ်ရမယ်။အားတက်လေဆိုပြီးတော့ဒီကွက်တက်ထွက်တယ်နော်။ဒီကွက်တက်ထွက်ထွက်မထွက်ထွက်အော်မယ်ဆိုမှသင်ငယ်အော်မယ်ဆိုတဲ့သင်ငယ်ချင်းတွေတော့ဒီ site လေးက share ပဲဗျာနော်။ကဲမိတ်ဆွေသင်ငယ်တို့များအားလုံးပဲကံကောင်းကြပါစေဗျာ။